စကိုင်းတိုင်းရှိဘူခရိုင်ဝက်လက်မြို့နယ်တဲ့အာနာသိန်းစိုးစုကအဖွဲ့၄ဖွဲ့ခွဲကရွာစဉ်ပတ်မွေစစ်ကြောင်းထိုးနေပြီးလူသက်လူရဲ့မိရှုနေသလိုပြည်သူတွေကိုလည်းဖမ်းဆီးကတစားကန်လူသားအတိုင်းဖြစ်အုံချနေရလို့ဒေသခံသတင်းမြစ်တွေကအမှတ်ပီကိုပြောပါရယ်ဝက်လက်မြို့နယ်အရှိချမ်းအင်းတောင်းကြည်ရွာမှာအင်အားတရာခန့်မှာစိုးစုတစ်ဖွဲ့စတောင်မြို့မြောက်ဘက်မှာအင်အားတရာခန့်မှာတစ်ဖွဲ့ဝက်လက်ရွှေဘူလန်းတောင်တင်းကြည်ရွာမှာအင်အားတရာခန့်နဲ့ရှိန်မကကြည်ရွာမှာအင်အား900ခန့် လေးဖွဲ့ခွဲကရွာစင်ပတ်မွေစစ်ကြောင်းထိုးနေရပါအောက်တိုဘာ16ရက်ကဝက်လက်နယ်အရှိချမ်းရှိမကားရွာကထွက်လာတဲ့အင်အားတရာခန့်မှစုံစုဟာဖမ်းဆီးထားတဲ့အရတားပြည်သူ50ကျော်ကိုတစားကန်လူသားတိုင်းဖြစ်အကကွယ်ယူပြီးအင်တောင်ရွာကိုစီနေဝင်ဝင်နေတယ်လို့ဒေသခံတို့ကဆိုပါတယ်စင်ကန်တောင်ပြောရရင်ဒီဝက်လက်မြို့နယ်ပဲဝက်လက်မြို့နယ်ရှိတဲ့ရှင်းမကားဘက်ကိုထိုးလာတဲ့စစ်တောင်းကအခုရှင်းမကားရွာရဲ့တောင်ဘက်အဲကျွန်တော်အင်းနောင်းရွာရဲ့မြောက်ဘက်ဖောင်း ဒီမြောက်ခန္ဓာမှာရောက်ပြီးတော့မှာဗီဒီယို50ကျော်လည်းဖန်တီးတာလို့သိရတယ်ဗျအဲခုအစစ်ကြောင်းအကြောင်းကျွန်တော်တို့လက်ရှိအနောင်မင်းရွာတောင်အဲကျွန်တော်တို့မတိုက်တောင်ဖိုးဝင်တန်မင်းကုန်းလေးကျွန်တော်တို့အဲလက်ရှိအဲရွာလေးဆေးဝေးဆောင်နေရတယ်ဗျလက်ရှိမှာဝက်လက်မြို့နယ်တဲ့စုပ်စုနဲ့တော်လန်ရေးတပ်တွေတိုက်ပွဲတွေဖြစ်ပွားနေပြီးစုပ်စုကပါရာမော်တာစက်တက်လေးတီဂျန်ယိုကော်ပရာရဟတ်ရင်ငယ်တိုက်လေရင်တွေတုံးကဘုံကျဲနေရလို့ဆိုပါတယ် ောက်တိုဘာ23ရက်ကနေ25ရက်ထိ3ရက်ဆက်ဝက်လက်မြို့နယ်စကိုင်းရွှေဘူကားလမ်းပေါ်ကရွာသားကြီးကြေးရွာနဲ့တမန်သာကြေးရွာကိုစိုးစုကလေချောင်းပုံကြေးရာကြောင်းခလေးငယ်နှစ်ဦးနဲ့အသက်80ကျော်အဖွားအိုတို့တေဆုံးကဒဏ်ရာရသူတွေလည်းရှိပြီးတော့နေအိမ်ဖုံးကြီးเจ้าနဲ့ဈေးဒီတချို့လည်းပြက်စီတယ်လို့ရွာသားကြီးရွာခန့်ကိုတန်เจ้าကပြောပါတယ်။ဒါဒီနေ့လည်းဒီသူတို့ ဒီအခါချာလေးပေါ့နော်အဓိကတော့ကျွန်တော်တို့ခိုးအောင်မယ်ထင်တဲ့နေရာပေါ့အများပြည်သူများလဲဤသူရောရဲပေါ်ခိုးအောင်နိုင်တဲ့နေရာပုံစံမျိုးပေါ့ဒီတောင်ကြီးကတောက်ကုန်ရတာကြီးမှာဆိုလို့ရှိရင်လည်းဘုံကြီးကျောင်းလေးကျောင်းရှိတာပြ။အဲရှိတော့ကျတော့သူအဓိကတော့အဲ့ဒီနေရာကြီးကများပဲပြ။ စောစုရန်ကျောင်းဝက်လက်နဲ့အရှိချမ်းကအင်တောင်မင်းရွာတောင်ရွာသေးရွာသာကမ်းဖြူငရဲမင်းကုံလေးစတဲ့ကျေးရွာတွေနဲ့ဝက်လက်နဲ့အနောက်ချမ်းသကိုင်းရွှေဘိုကားလန်းပေါ်ကရွာသားကြီးရွာနဲ့အနီးဝန်းကျင်ကျေးရွာတွေကထောင်တောင်းချီတဲ့ပြည်သူတွေစပေးတင်းရှောင်နေရပြီးတော့စာနယ်ရိတ်ကစေဝါအမိုးကစတဲ့အကူအညီတွေလိုအပ်နေရလို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။တောင်းကျုံကရာပြည့်ကိုလောက်ပြီးပြီ။နော်အခုဒီနေ့ပြည့်တာ။ 189kg ကွာ။